အဲ့တော့မနေ့ကနော်ကျွန်တော် PC ပေါ့နော်မနေ့ကဆက်လိုက်တဲ့ PC PC ကချင်းငုတ်တွေတန်ကြီးကိုင်းနေလို့ကျွန်တော်မှ PC အစ်စ်တစ်လုံးနဲ့လဲမယ်ပေါ့ဗျာနော်မပင်1ရှိတဲ့ဘက်ကဒီမှာတောင်းလေးရအဆက်ကလေးတွေ့မယ်နော်မအဆက်လေးနော်သူစကက်မှာလဲသူသူပင်ဂေတာလေးပါပြီးတာနော်ဟိုဘက်တောင်းကအဆက်ကလေးအိုက်ကောင်လေးကိုကျွန်တော်ပြန်ပြီးတော့တက်လိုက်မယ် ော်တော့ဆိုကျွန်တော် PC တက်ပြီးပြီပေါ့နော် PC တက်ပြီးပြီကျွန်တော် C တရှိတင်ကဟိုလဲကျွန်တော်လဲလိုက်ပြီနော်လဲလိုက်ပြီအဲ့တော့ကျွန်တော်မနေ့ကအဆက်ကိုပြန်ဆက်ကြမယ်ဆိုရင်ကျွန်တော်နော် feedback control ဘိုင်းမှာနော် output ဒီ secondary output ပေါ့နော်ဒီဘက်ချမ်းပေါ့နော် secondary output ဒီဘက်ချမ်းကထွက်လာမဲ့ပို့ကိုကျွန်တော်တို့နော်ဒီ computer ရဲ့အဝင်ဘက်ချမ်းဖြစ်တဲ့ primary ဘက်ချမ်းပေါ့နော် primary ဘက်ချမ်းကိုသူကနော် အာယုံခံပြီးတော့နော်အထွက်ဘက်ခြမ်းအာယုံခံပြီးတော့သူက primary ဘက်ခြမ်းကိုသူက switch in ချိန်တော့အနည်းများဖြစ်စေမဲ့နော်မောင်းနေစေမဲ့ကျွန်တော်တို့ feedback control ပိုင်းပေါ့နော် feedback ဆိုတာ feedback ဆိုတာ feedback ဆိုတာကျွန်တော်နောက်ပြန်ကြွေးပေါ့နော်နောက်ပြန်ကြွေးပိုင်းလို့အတိပဲဖွင့်ဆိုမယ်နော်မြန်မာလိုဆိုလို့ရှိရင်ဘာလို့နောက်ပြန်ကြွေးပိုင်းလို့အတိပဲဖွင့်ဆိုမယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲဒီအနောက်ကိုပြန်ပြီးတော့အဝင်ဘက်ချမ်းဖြစ်တဲ့အနောက်ကိုပြန်ပြီးတော့အထွက်ဘက်အရှိဘက်ကထွက်တဲ့ ထွက်ဖို့အားလုံးခံပြီးတော့အနောက်ဘက်ခြမ်းကိုသူကနှမ်းပြီးတော့ဆိုကွန်မန်းပေးတာနော်ကွန်မန်းပေးတာနော်မင်းညံ့ညံ့လောက်ပြီနော်ဒီမှာအထွက်ဖို့ကနဲနေပြီနော်ကျွန်တော်ဒါစကားအရပြောလို့ဟိုဟာကြာနေတာပေါ့နော်သူကတော့ဒီစက္ကန့်နဲ့အမျှသူကဘာဖြစ်လဲချိန်နှုန်းကိုနော်နှေးကိုင်းနဲ့မြန်ကိုင်းနဲ့နှေးကိုင်းနဲ့မြန်ကိုင်းနဲ့နော်ဒီကမီးယာကြာလာလို့ရှိရင်ဒီကအဝင်မီးယာ AC မီးယာကြာလာလို့ရှိရင်သူက AC မီးယာကြာလာလို့ရှိရင်သူကအထွက်ဖို့ကနဲသွားမယ်လीနော် အဲအထွက်ဘူးကနဲသွားမယ်သူက switching node ကနှေးသွားမယ်ဟောအဲ့လိုမဖြစ်အောင်လို့သူကဘာဖြစ်လဲကွန်မီယာကြလဲဒီအထွက်ဘူးကနော်130 volt line တွေက flying node တွေ130 volt line တွေက130 volt မှာပဲတည်ငြိမ်နေအောင်လို့နော်သူကမီယာနဲသွားတဲ့အတွက်သူက switching ကိုပို့ပြီးတော့မြန်မြန်ပြင်းပြင်းထန်ထန်မောင်းခိုင်းမယ်နော် drive လောက်ပြီးတော့မောင်းခိုင်းမယ်ဟောနော်ဒီကဒီကအထွက်ဘူး line တွေကအကုန်လုံးလေဒီမှာ flying node အတွက် line ပါမယ်ဒီမှာ particle line ပါမယ်